ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေဆိုတော့အတင်းနဲ့ပတ်သက်တဲ့အပြောင်းရွှေ့တွေကျွန်တော်ဆက်ပြောရရင်ဒါ Victor Osimhen နဲ့ပတ်သက်တဲ့အပြောင်းရွှေ့ပေါ့လေ Manchester United ရဲ့ဘက်ကတော့ Tyson Mu Osimhen ရဲ့ကိုယ်စလဲဒီနဲ့ဒီနေ့တွေ့ဆုံခဲ့တယ်ဆိုပြီးတော့ကျွန်တော်သိရတယ် Osimhen ရဲ့ဘက်ကတော့ Manchester United တန်ကိုပြောင်းရွှေ့ခြင်းနေပြီးတော့တစ်နှစ်ကိုလောက်ခလာစာ Euro 12တန်းခန့်ထိလိုချင်နေတယ်ပေါ့နော် United က Europa League ကိုသာဘူဆွဲခဲ့မယ်ဆိုလို့ရှိရင်တော့ Victor Gyokeres က number 1 တိုက်စင်မှုဖြစ်တယ်ဗောနော်ဦးစားပေးပြည့်မှတ်ဖြစ်တယ် United ခေါ်လိုတဲ့တိုက်စင်မှုစီးနေတယ်မှာဆိုလို့ရှင် Victor Osimhen Victor Gyokeres နဲ့ Liam Delatto အပြင်တခြားဥရောပကတိုက်စင်မှုတူတို့ကအသင်းရဲ့အစီအစဉ်နေတယ်မှာပါဝင်နေတယ်ဗောဗျာဒီနေရာမှာဟိုအသင်းရဲ့ပြည့်မှတ်တင်နေပတ်သက်လို့ရှင်ကျွန်တော်တို့ခဏတိုင်းဒီကစားမားတွေကိုအမြဲတမ်းမန်ရှင်းလုံနေကြဆိုတော့ခဏတိုင်းပြောပြောနေကြဆိုတော့သိထူးကြလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဒီနေရာမှာဒီ SNDJ FN ကနေပြီးတော့ပြောလာတာ Twitter OC Man ရဲ့ကိုယ်စီလှယ်တွေနဲ့တွေ့ဆုံခဲ့တယ်ဆိုတော့ဒါကတော့စိတ်လို့ရှားစရာပေါ့လေဒါကတော့စိတ်လို့ရှားစရာပေါ့ကျွန်တော် ကတော့ OC Man က Champions League ဝင်ခွင့်မရလဲအသင်းကိုပြောင်းလာလိမ့်မယ်လို့ထင်တယ်တကယ်လို့မြန်ကိုရီနာပိုလီနဲ့ဆွေးနွေးတာအဆင်ပြေ OC Man လူဂျင်နာကိုပေးနိုင်ပြီးတော့ခေါ်မယ်ဆိုရင်ပေါ့နော်ဒီ Gilchrist တို့ဘာလို့ကတော့ Champions League ကစားခြင်းနဲ့အတွက် Champions League ဝင်ခွင့်ရမှာဒါကိုရီတို့ရဲ့ chance ရှိနိုင်တယ်မဟုတ်လို့ရှိရင်တိုင်ပတ်နိုင်တယ်ပေါ့နော် Gilchrist နဲ့ကျွန်တော်တို့ဒါလက်ရှိ အိုစီမန်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းအိုစီမန်ဟာဈေးပို့ပြီးတော့တက်တာနိုင်တယ်။ဒါပေမဲ့လောက်ခလာစားကြတော့အတိုင်းအတာတစ်ခုတည်းကျွန်တော်စောင့်ကြည့်ရမှာပေါ့လေ။အဲဒီနေရာမှာတော့ LMD Lab ကတော့ဗောနော်ဟိုအတင်းတွက်ဘယ်လိုပြောမလဲခေါ်လို့အလွယ်ဆုံးဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။လာစားလဲကျွန်တော်တို့အနေနဲ့အဲ့လောက်ထိများများပေးချင်မှပေးရမယ်။ဒါအပြင်ပရီးမီးယားလိနဲ့လည်းအံဝင်ခွင့်ကြဖြစ်နေတယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်။နော်လက်ရှိကျွန်တော်တို့ဒါပြောင်းရွှေ့ကြီးလဲအဲ့လောက်ထိကျွန်တော်ပေးဖို့လိုချင်မှလိုလိမ့်မယ်ဒီ၃အောက်ထဲမှာဆိုလို့ရှိရင် ာဈေးအနည်းဆုံးလို့ကျွန်တော်ပြောလို့ရတဲ့ Lion Dilab ကတခုပဲ Twin Go Twin Yimu Bank နဲ့ပတ်သက်လို့ရှင်တော့ Dilab ဟာအာမခံချက်တော့မရှိဘူးလို့ဆိုရမယ်။ Osiman နဲ့ Dilab ကိုရှင်ရင်ဒီ Osiman ဒီပို့ပြီးတော့ဂိုးတွေအများကြီး Twin ပြီးတော့တက်တည်ပြထားပြီးသားကစားမှာနော် Geocrest နဲ့ကျွန်တော်ဒါ Lion Dilab ကိုရှင်မယ်ဆိုလို့ရှင်လည်းပဲ Geocrest ဒီကျွန်တော်ဒါဂိုးတွေအများကြီး Twin ပြီးတော့အာမခံချက်ပြပေးနိုင်တဲ့ကစားမှာမျိုး Lion Dilab ကကြတော့ Odigon ကိုငါတို့အသင်းမှာအတူ develop လုပ်ရင်းနဲ့ သိတယ်မလားပူကောင်းလာနိုင်ပါတယ်လေးဆိုတဲ့အနေအထားမျိုးပြလက်ရှိကျွန်တော်တို့အတင်းမှာလူနေတာကမှန်တိုင်းပြောရင်ကိုတွင်းကိုတွေကိုအာမခံကြတဲ့တွင်းနိုင်မဲ့ပလေယာပဲဘာလို့လဲဆိုတော့ကျွန်တော်တို့မှာလူငယ်လူငယ်လူငယ်လို့ပြောအောင်ချီတို့ကျွန်တော်တို့ရှိနေတယ်เนาะ Resmans Fightland ကလည်းကျွန်တော်တို့ဒါလူငယ်ပဲ22လားပဲကျွန်တော်ရှိသေးတာ Zixi ကိုကျွန်တော်တို့ကြည့်တော့လည်း23လားပဲကျွန်တော်ရှိသေးတာအားလုံးကလူငယ်တွေဖြစ်နေပြီးတော့အတွေ့အကြုံရှိတိုက်စစ်မှုကမရှိဘူး เนาะကျွန်တော်ဒါအတွေ့အကြုံရှိရှိနဲ့ကျွန်တော်ဆွဲခေါ်ပြီးမတိုက်စစ်မှုကမရှိတော့အသင်းအနေနဲ့ဒီတကာကွန်မန့်တိုက်စစ်မှုကเนาะကျွန်တော်တို့တို့ဒီလူငယ်တွေဘာတွေမဖြစ်ဖ ೇನೆ ပေါ့เนาะ twin goal တွေကိုအာမခံချက်နဲ့ twin နာမည် player မျိုးကိုကျွန်တော်လိုတာဆိုတော့ Osimhen ရဲ့ Cozelady နဲ့တွေ့ဆုံခဲ့တယ်ဆိုတော့ဒါကတော့ဘယ်လိုပြောမလဲအသင်းတိုက်စစ်အားပြဖို့လူနေတဲ့ချိန်မှာအပေါင်းလက္ခဏာစံတဲ့တရင်မျိုးပေါ့လေတကယ်ဟုတ်မဟုတ်ကတော့အတိုင်းအတာတစ်ခုညောင်းကြည့်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်တခုရှိတာကကစားမကတပတ်ကိုတနစ်ကိုယူရိုစနှစ်တန်းဆိုတော့ တပတ်ကို2သိန်းခွဲလောက်ထိလိုချင်နေတာပေါ့တပတ်2သိန်းခွဲဆိုတာကလက်ရှိ injury တွေခဏတိုင်းရနေတဲ့ Mason Mount ကိုပေးနေရတဲ့လောက်ခလာစားပါလက်ရှိသူများအသင်းကိုအငှားချထားရတဲ့ Anthony Santos တို့ထက်5သိန်း5000ပဲပို့ပြီးတော့ဟို Jadon Sancho တို့ထက်ပေါ့နော်1သိန်းခွဲလောက်ညော့နေတဲ့လာစားမျိုးပါလက်ရှိကျွန်တော်အနေနဲ့ပေါ့နော်အသင်းမှာဘယ်လိုပြောမလဲဒီဟိုပြန်မျှပေးနေတဲ့လာစားလို့ပြောလို့ရတယ်ဒါပေမဲ့လို့အသင်းအနေနဲ့ကစားမအောင်တယောက်ကို2သိန်းခွဲပေးတာကဘာမှမဖြစ်ပေမဲ့ တာမန်ကစားမတွေကိုပါတပတ်ကိုနှစ်သိန်းဝန်းကျင်ပေးနေတယ်ဆိုတာကတော်တော်ကြီးကိုဟိုကြောက်ကြောက်စရာဖြစ်နေတယ်ဗောနော်စိုးရင်စရာဖြစ်နေတယ်အတင်းရဲ့ weak stretcher တွေရဒါတွေကိုအတင်းတာဝန်ရှိသူတွေဘက်ကပြန်ပြီးတော့ပြင်ဖို့ဆင်ဖို့လိုနေတာကျွန်တော်ကတော့တပတ်ကိုနှစ်သိန်းလောက်ဆိုလို့ရှိရင်ကိုမစိုးဘူးလို့ကျွန်တော်ပြောရမှာအိုစီမန်တို့ကစားမမျိုးကအမှန်တမ်းပြောရင်အဲ့လိုလေဆိုတော့ဗျာဒီအမေဆန်ပေါင်းကိုတော့မှ2သိန်းခွဲပေးနေသေးတာ။ OC မန်ကို2သိန်းခွဲပေးဖို့ကတော့တန်ပါတယ်။ကျွန်တော်တွေးလို့ရအောင်ရတယ်။ဒါပေမဲ့မေဆန်ပေါင်းကို2သိန်းခွဲပေးခဲ့တာကမှားတယ်။ ဟုတ်ရမလားနော်ကျွန်တော်မတန်ဘူးဗျာဆိုတော့ဦးစီမန်တို့ဘာလို့ကိုလဲမန်တိုင်းပြောမေဆိုလို့ရှိရင်12တန်းဆိုလို့ရှိရင်ကိုအတင်းဘက်ကတိတ်ပြီးတော့လက်တွန်းလိုက်မယ်လို့ကျွန်တော်မထင်ပါဘူးတခုရှိတာကအဲ့ဒီ12တန်းနေကျွန်တော်ကုံမှာမဟုတ်ဘူးနာပိုလီနဲ့လည်းကျွန်တော်ဆွေးနွေးရအောင်မယ်နာပိုလီနဲ့အချင်းကြီးကောင်းကစားမနဲ့အချင်းကြီးကောင်းနေဆိုမှအဆင်ပြေမှာဆိုတော့ဟိုဘာပဲပြောပြောအတင်းဟာတိုက်စစ်လိုနေတဲ့အချိန်မှာတိုက်စစ်တွေတရင်ထွက်လာတာကတော့ကောင်းတဲ့တရင်ပဲမက်သီးယပ်ကွန်ညာကိုကျွန်တော်ရမယ်နော်ရဖို့လေကျွန်တော်အချင်းကြီးကောင်းနေလို့ကျွန်တော်ထင်တယ် ်ဒါအပြင်ဗစ်တာအူစီမန်နဲ့လည်းအချင်းကြီးကောင်းဝင်တော့အသင်းရဲ့တိုက်စစ်ကအတိုင်းနာတစ်ခုတော့အများကြီးဒါအားဖြစ်ပြီးဒါဖြစ်တာပေါ့လေဆောင်းတော့ကျွန်တော်ကြည့်ရမှာပေါ့တကယ်ထိရောက်တဲ့အရာတွေလုံနိုင်မလားဆိုတော့တပတ်ကို2သိန်းခွဲလောက်ထိအူစီမန်လူချင်နေတယ်ပေါ့နော်ဒါကိုရီအနေနဲ့လွလကူကူလွလလလတ်တော့ဘယ်အသင်းနဲ့မှပြိုင်ဆိုင်စရာမလိုပဲခေါ်လို့တော့ရနိုင်မှာတော့မဟုတ်ဘူးကြားထဲမှာအပြိုင်ဆိုင်ခေါ်ရမယ့်အသင်းတွေရှိကောင်းရှိလာနိုင်တယ်ဆိုတော့တပတ်ကို2သိန်းခွဲဆိုလို့ရှိရင်အူစီမန်ကိုခေါ်ဖို့အတွက်ပေးပြော်တယ်လို့ညီတို့ထင်ကြလား ဗီတာဂူဂရက်စ်အူစီမန်နဲ့လီယမ်ဒီလက်တို့၃ယောက်ကလေးကအသင်းနဲ့ပေါ့နော်ကျွန်တော်အသင်းတော်ဆုံးအဖြစ်တင်ဆုံးခေါ်ဖို့အသင်းတော်ဆုံးကစားမသည်ဘသူဖြစ်လိမ့်မယ်လို့ထင်ကြလဲဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်